ဇလန်ရဲ့စမှာတော့ထုံးစံအတိုင်းလူဗီဒိုရီယာရေတက်လိုက်တာကိုကန်နေကြရကရေတက်တင်မောတွေကိုမြုပ်ပေးနေကြပါတယ်။အဲ့ဒီအချိန်ဘဲကမန်းမတိတဲ့ဘုံကြီးကြီးတလုံးကကြလာခဲ့ပြီးတော့ကူဒီဘက်စနဲ့ပြန်ထွက်လိုက်ရပါတယ်။ရေတက်ဌာနတစ်ခုကနေဘဲလစ်ဆိုတဲ့အရာရှိကအေယာမမြောက်ကြီးနဲ့ပြလို့နေခဲ့တာလည်းဖြစ်ပါတယ်။ကူဒီဘက်နဲ့မျက်ခြေပြတ်လိုက်ပြီးတဲ့နောက်မှာတော့ကျွန်းကြီးတစ်ခုပေါ်ကိုကြာသွားခဲ့ပါတော့တယ်။သူတို့ရောက်နေတဲ့ကျွန်းရဲ့နာမည်ကတော့ဟန်အိုက်စ်လန်လို့ခေါ်ကလက်ပုံတန်တန်ကျွန်းကြီးတစ်ခုဖြစ်ပါတယ်။ဆန်နီကဇော်တို့ပြင်နေခဲ့တာကြောင့်ဒီညပြင်ဆင်စရာရှိတာပြင်ပြီးဘလို့ရွက်လွတ်မလဲဖြေရှားကြမယ်လို့ဖရန်ကီက ပြောလိုက်ပါရယ်ရဲကတွေရဖို့အတွက်ကျုံးမောက်ကိုတွားလိုက်ကြကာထူးဆန်းနေတဲ့သူတို့ကိုလူတွေကဝိုင်းကြည့်နေကြပါရယ်ဒါပေမဲ့သူတို့ကရန်ကိုဖော်ယူနေကြကာပင်လယ်ဓားများတွေဖြစ်တဲ့သူတို့ကိုကြောက်ပုံတော့မပေါ်ပါဘူးနာမီကတော့ဂျူဝဲရော့တစ်ခုစီကိုဝင်သွားကာဒီကျုံးကနယူဝါရဲ့တော်ဆုံးလက်မှုပညာတွေတွေစုနေတဲ့ကျုံးဆိုတာကိုတီးလာရပါရယ်ဒါပေမဲ့စိုင်တိုင်းလို့လို့မှပစ္စည်းတွေနည်းနည်းပဲရှိနေပြီးတော့လက်မှုပညာတွေအားလုံးကရေတဲအတွက်လှုပ်လှုပ်ပေးနေရပြီလို့ဆိုပါရယ်ကျုံးတစ်ကျုံးလုံးပေါ်မှာမိမတွေအဖိုးကြီးတွေနဲ့ကလေးတွေပဲကြံခဲ့ပါရယ်ပျောက်ကြီးဆိုတို့ကတော့ ော့ထုံးစံအတိုင်းဓာဆိုင်ရှာရင်လမ်းပြောင်းနေခဲ့ကတော်ထဲမှာရောက်သွားနေခဲ့ပါတယ်။လှေကားလေးကိုတွေ့တော့တက်ကြည့်လိုက်တော့မှအမြောက်ဆန်အရာတွေပြင်းနေတဲ့ကမ်းခြေတစ်ခုကိုမြင်လိုက်ရပါတယ်။လှမ်းပြင်းနေတဲ့နေရာကရေတပ်ဌာနဆိုတာကိုလည်းတွေ့လိုက်ရပါတယ်။အစောပိုင်းကတွေ့ခဲ့ရတဲ့စောက်ချက်ဖို့ပဲလစ်ကလက်မှုပညာတွေတွေကိုတင်ကျပ်စေခိုင်းနေပြီးတူလိုချင်တဲ့စာအုပ်ကိုစောက်ခိုင်းနေကြပဲဖြစ်ပါတယ်။တရဝင်းမိန်းနဲ့စစ်ဆေးဖို့ရောက်လာသူကတော့ကပတိန်ကိုဘီနဲ့ဒူကောင်းဆောင်ဟဲလမ်မဲဖို့လိုပဲဖြစ်တယ်။ဘဲလစ်တယောက်တခုခုဘုံဝင်ဒါမဲရိပ်မိခဲ့ကြကအစာအုပ်ကိုဒေတာစိတ်စုံစမ်းဖို့လှုပ်လိုက်ကြပါတယ်။ ယ်လူဗီကလည်းစားစရာရမတွေ့လို့လိုက်ရနေခဲ့ကဖယောင်းလက်မှုပညာရှင်အိမ်ကအတီးတွေကိုစစ်တင်ပြီးတော့စားမိခဲ့တယ်အဲ့ဒီအပြင်တူတို့ဂျုံဘော့ကိုရောက်တုန်းကအဖိုးကြီးရဲ့အိမ်ကိုပြစီမိခဲ့တာလည်းဖြစ်ပါတယ်ညရောက်တဲ့ချိန်မှာတော့လူဗီကိုအဖိုးကြီးကအစားအသောက်တွေကြွေးခဲ့ကသူ့ကောင်းဘော်ကအုတ်တုတ်ချောင်းကိုမိခဲ့ပါတယ်လူဗီကတော့ဒီအုတ်တုတ်ကသူ့ရဲ့ယတနာဖြစ်ကြောင်းရှန်ကသူ့ကိုပြီးခဲ့ထားခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဖိုးကြီးကလည်းရှန်နဲ့တင်းနေခဲ့ပြီးတော့သူ့ရဲ့တံပိုးထားဆုံးယတနာတွေကိုပြမယ်လို့ပြောပါတယ်မိရောက်ကန်းတစ်ခုစီကိုခေါ်သွားလိုက်ကတူတို့ ွေဘူးသမျှလူတိုင်းရဲ့ဗယံရုပ်ထုတွေကိုပြခဲ့ပါတယ်။ WiFi ရဲ့ virus တွေအပါအဝင် ACE ၊ရှမ်းတို့ရဲ့ပုံလူရုပ်ထုတွေကိုလည်းတွေ့ရပါတယ်။ရှမ်းရဲ့ရုပ်ထုကိုကြည့်ပြီးတော့သူငငယ်ကဂေါမူဂေါမူနိုမီကိုစားခဲ့တာတွေ၊စီးကင်းလက်တွေကနေသူ့ကိုကယ်တင်ပေးခဲ့တာတွေကိုတွေ့မိခဲ့တယ်။အဖိုးကြီးကတော့သူပင်နယ်သမျှတွေကိုသဘောကျတယ်ဆိုတာကသူတို့ရဲ့လွတ်လပ်မှုကြောင့်လို့ပြောနေပါတယ်။အဖိုးကြီးရဲ့ဒါရေဂျစ်ကတော့ရေတပ်တဲကိုဝင်သွားခဲ့ပါတယ်။အခုတော့ရေဂျစ်တယောက်ဟာဘဲလေးကိုစင်ကုန်ပြီလို့အပန်းခံထားရတဲ့အကြောင်းကိုကိုဗီတို့ကကြားခဲ့ပါတယ်။အခုလည်းချုပ်ကန်းစီကိုလာပြီးတော့ သူ့ကိုတောင်းပန်ဖို့ပြောနေကရီဂစ်ကတော့ကျုံးကိုအမြောင်နဲ့ပြစ်နေတာတွေကိုရက်ပေးဖို့ပြောနေပါတယ်အကျဉ်းသားတွေကိုရေတလက်တွေထဲထိနှိမ့်ဆက်နေတာကိုလည်းကိုဗီတို့ကတည်သွားခဲ့ကြတယ်အရင်တုန်းကဟန်အိုင်စလန်ဟာဝိုက်ဘီယာရဲ့ကာကွယ်မှုအောက်မှာရှိခဲ့ပါတယ်ဝိုက်ဘီယာရဲ့ဂျေဇူးကြောင့်နဲ့လက်မှုပညာရှင်တွေကအေးအေးဆေးဆေးလုံးလုံးနိုင်ခဲ့ကြကကျွန်းကြီးကပြည်စရာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ဝိုက်ဘီယာကြီးတည်ဆုံသွားပြီးတဲ့နောက်မှာတော့တခြားမင်းလယ်သမားတွေကတောင်းကျန်လာကအခြေအနေတွေကတပြေပြေနဲ့ပူဆိုးလာခဲ့ပါတယ်ကျွန်းအနီးနားမှာရေတပ်ဌာနချုပ်လာတည်ဆောက်တော့ပင်လယ်သမားရန်ကိုစိတ်မပူရတော့ပေမဲ့ ဲ့အတိတ်ရောက်လာတဲ့ပဲလေးကြောင့်အခြေအနေတွေကတော့အရင်တိုင်းဆိုရနေခဲ့တုန်းမှပဲပင်လယ်ဓားများရိရန်ကနေကာဝယ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမြောက်ကြီးတခုကိုတိစောက်ခိုင်းခဲ့တယ်လက်မှုပညာရှင်တွေကလည်းစိတ်လွန်လဲရနဲ့တိစောက်ပစ္စည်းချိန်မှာတော့သူ့အမြောက်ဆန်တွေကိုစံတပ်ဖို့အတွက် high island ကိုစတင်ပြစ်ခတ်ပါတော့တယ်အဲ့ဒီအချိန်ကနေစပြီးနေစဉ်ပြစ်ခတ်နေခဲ့တယ်လို့မိသားစုတွေကိုတစားကန်အနေနဲ့ဖန်ထားခဲ့တာကြောင့်ပညာရှင်တွေဟာလည်းပြန်လာလို့မရတော့ဘူးလို့အဖိုးကြီးကပြောပြနေခဲ့တယ်အဖိုးကြီးကတူတာလေးကိုလွမ်းနေပြီးဖြစ်တာကြောင့်အယုံလေးတွားပေးဖို့အတွက်ရေတဲဌာနချုပ်စီတွားဖို့လှုပ်လိုက်ပါရ ယ်ခါနာနေတဲ့ဘူဂျီကြောင့်လူဖီကသူ့ပဲတွားပေးပေးမယ်လို့ပြောပါရယ်တယောက်တည်းသွားမယ်လုံနေတဲ့လူဖီကြောင့်နာမီကတော့ထုံးစံအတိုင်းမဲလေးလောက်ရပြန်ပါပြီကန်တူးရှင်တွေကတော့စန်းကြီးနဲ့ဦးစိုးတို့ပြကမီနီမယ်ရီလေးနဲ့ရေတက်စီကိုတွားလာခဲ့လိုက်ကြပါရယ်ဇိုရိုကတော့အခုချိန်ဒီတင်မော့ဘော်ကိုပြန်မရောက်သေးတယ်လို့ဖရန်ကီကတော့တင်မော့ပြန်ချပေးဖို့အတွက်လမ်းလေးလောက်ထားလိုက်ပါရယ်ဇိုရိုကတော့ထုံးစံအတိုင်းလမ်းပြောင်းနေခဲ့ပြီးတော့အပင်တပင်အောက်မှကြီးပျော်နေပါရယ် ။ကိုဗီတို့ကလည်းကျုံးပေါ်ကားချင်းတွေကိုတချက်တွားကြည့်လိုက်ပြီးတော့ယာသားတွေအမြင်မကြည့်တာကိုတတိထားမိလိုက်တယ်။ဖျောင်းလို့တဲ့ဘိုးကြီးစီကိုတွားခဲ့ပြီးတော့သူ့သားနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြဖို့လုပ်ခဲ့ပါရယ်။ဒါပေမဲ့တချမ်းပြနေတဲ့သူ့ရဲ့အိမ်ကိုမြင်လိုက်တော့သူ့အိမ်ကိုဖျက်ဆီးခဲ့တာကလူဗီတို့လို့ပြောလိုက်တဲ့အခါကိုဗီကတော့ငငယ်ကအကြောင်းတွေကိုပြန်တွေးနေမိပါရယ်။လူဗီနဲ့သူကလည်းမတူပေမဲ့တငယ်ချင်းတွေဖြစ်ကြောင်းကိုအဖိုးကြီးကိုပြောပြခဲ့တယ်။အဲ့ဒါပြီးတော့သူ့သားလေး Regis ဘန်းကန်ထားရတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါရယ်။တစ်ဖက်မှာလူဗီကတော့ Regis ကိုတွေးဖို့အတွက်စကန်တဲကိုဖောက်ဝင်သွားခဲ့ပါရယ်။ ်အချုပ်ခန်းထဲက Regis ကိုတွေ့တော့သူ့အယုတ်လေးကိုပေးလိုက်ပြီးတဲ့နောက်မှာလူဗီတယောက်ကလည်းထောင်ချောက်တဲကိုကြာသွားကစီးစုံချုပ်ခန်းထဲမှာဘန်းခံလိုက်ရပါတယ်။စန်းကြီးကပဲထောင်ကိုကန်လိုက်ပြီးတော့နှစ်ယောက်လုံးကိုကယ်ထုတ်ပေးခဲ့လိုက်ပါတယ်။သူ့လုခဲ့တဲ့အယုတ်လေးကိုသူ့အမေကဂုဏ်ယူရတဲ့ကြောင်းလေးကိုပြန်တွေးနေမိခဲ့ပါတယ်။အခုချိန်ထိသူ့အဖော်ကိုယုံကြည်နေတဲ့သူ့ရဲ့အဖေကြောင့်ရေတက်ကိုပြန်သွားပြီးအမြောက်ကိုဖြည့်ဆည်းမယ်လို့ပြောပါတယ်။လူဗီတို့ကလည်းကူညီပေးဖို့အတွက်ရေတက်စီကိုပြန်သွားခဲ့လိုက်ကရေတက်နဲ့စတင်တိုက်ခိုက်ခဲ့ပါတော့တယ်။ကျုံးမော့ကိုကြားလာတဲ့အမြောက်တွေကိုတော့ဇိုရိုကပိုင်းပေးနေခဲ့ကလူဗီတို့ကတော့အမြောက်ကိုဖြည့်ဆည်း ီးဖို့တောင်းနေပါတယ်။တဖက်မှာဇန်နီနဲ့အတူဂျန်နဲလူတွေကလည်းရောက်လာခဲ့ပြီးတော့ကုတိုက်ပေးခဲ့ကြပါတယ်။ဘဲလစ်တယောက်ဇိုရိုနဲ့အာယုံများနေတဲ့အတောအတွင်းရဂျစ်ကားမြောက်တဲကိုဝင်သွားပြီးတော့ဖျောင်းရည်တွေနဲ့အသားစီးလှုပ်လိုက်ပြီးသူလှုပ်ခဲ့ဘူးတဲ့ရုပ်လေးကိုလည်းထားခဲ့လိုက်ပါတယ်။ဘဲလစ်ရဲ့ကြိုးစားခဲ့မှုကြောင့်အမြောက်ကြီးလည်းပြက်စီသွားခဲ့ကတာဝါကြီးတစ်ခုလုံးကလည်းပြကြသွားခဲ့ပါတော့တယ်။အပြက်စီးပုံနေကြတဲ့ကဘဲလစ်တယောက်ကထွက်လာခဲ့ပြီးတော့ရဂျစ်ရဲ့ရုပ်လေးကိုလည်းပြက်စီးပစ်လိုက်ပြီးဓာတ်ငွေတွေထွက်လာခဲ့ကအမြောက်တလက်ကတော်တော်လာခဲ့ပါတယ်။လူဖီကဂီယာစကန်ကိုတုံလိုက်ပြီးဂျက်ကန်တလ လင်ကန်းနဲ့တကုံပြင်းနေခဲ့ကပယ်လီကာတော့တူဖန်တီးထားတဲ့အစွမ်းနဲ့ရှောင်ပြနေပါရယ်လက်မှုပညာရှင်တွေဖန်တီးထားတဲ့ပစ္စည်းတွေကိုအုံပြုကပယ်လီတယောက်လူဖီကိုတွယ်နေခဲ့ပါတော့တယ်ပြန်ကန်မထွက်နိုင်ပဲအ мян ပောက်ခွဲတဲ့ဒုံကြီးတွေကြောင့်လူဖီကဂီယာတက်ကိုတုံလိုက်ကဂီဂန်ဒိုအေ့စ်နဲ့တိုက်ခိုက်ခဲ့ပါရယ်အဲ့ဒါတောင်မှနိုင်မရပဲဖြစ်နေခဲ့ကပယ်လီကိုဖမ်းပြီးအလီဖန်တိုဂန်နဲ့အမောက်တိတ်ပေးလိုက်ပါတော့တယ်တိုက်ခိုက်တာတွေပြီးသွားတော့ခီဇာရုကလည်းရောက်လာခဲ့ကအာနာလွဲသုံးစားလုပ်တဲ့ပယ်လီကိုရေတက်ကိုခေါ်သွားပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ပြောခဲ့ပါရယ်ဖျောင်းရုပ်ထုလို့သူအဖိုးကြီးက ောက်လာတော့ Regis ကပြေဖက်လိုက်ပါတယ်တကယ်တော့ Kizaru ရဲ့ရုပ်ထုပုံစံတူကိုအဖိုးကြီးကိုလှုပ်ပေးဖို့အတွက် Kobe ကကူညီတောင်းခဲ့တာလည်းဖြစ်ပါတယ် Luffy တို့ကလည်း High Island ဂျွန်လေးကိုနောက်မှခြံထားခဲ့ပြီးတော့ထွက်လာခဲ့လိုက်ကြတယ် Uso က Zoro တယောက်ခြံခဲ့ပြီလို့ပြောကစန်းကြီးကတော့ထားခဲ့လိုက်တော့လို့ပြောလိုက်ပါတော့တယ် Movie Sunnet လေးကတော့ဒီမှာပဲပြီးပါပြီဗျတဘောကြရဲဆိုရင်တော့ Like and Subscribe လေးလုပ်သွားပြီးကြပါအောင် Bye man guys see you in next video